လက်ရှိဖြစ်ပွားနေတဲ့လက်နက်ကင်ပဋိကအပေါင်းဝင်အချိန်ဤအလုံးကိုထိနိုင်ဖို့ကတိုင်းငံလို့အပြည့်ကရဲ့ဆွေးရေးဆွေးနွေးဖို့ပြန်ဆဖို့အရေးကြီးတယ်လို့ NCCD အဖွဲ့ခေါင်းဆောင်ကပြောလိုက်ပါတယ်။ခွန်ဘသာတင်ဆက်ပေးထားပါတယ်ရှင်။ထိုင်းနိုင်ငံချင်းမိုင်မြို့မှာဖေဖော်ဝါရီလ22ရက်နေ့က NCCD အဖွဲ့ခေါင်းဆောင်နဲ့မြန်မာညင်ချင်းရေးစင်တာအလို့အဖွဲ့တို့ဆွေးနွေးပွဲပြီးမှတင်းထောက်တွေကိုပြောဆိုလိုက်တာပါ။ကျွန်တော်ဂုတလောမှာလည်းတိုက်ပွဲတွေအတော့ဆက်ဖြစ်နေတဲ့အနေအထားပေါ်မှာ ဒီခြေနေတဲ့အားလုံးကိုထိနိုင်ဖို့ဆိုတဲ့ဟာမှာတော့ဒီထွက်ပေါက်ကတော့ဒီခုနှစ်ချိန်မြောက်ဆွနေပွဲဆက်ဖြစ်ရေးပဲเนาะအဲ့ဒါမှပဲခြေနေကိုထိန်သွားလို့ရမယ်လို့အဲ့လိုတော့သဘောထားရှိတယ်ပြီးခဲ့တဲ့ဖေဖော်ဝါရီလ9ရက်နေ့ချင်းမိုင်ဆွနေပွဲမှာပြည်ထောင်စုနဲ့ပြည်တပအတွင်းရန်ကုန်မှာနှစ်ဖက်တွေ့ဆုံဆွေးနွေးကြဖို့သဘောတူထားခဲ့ကြပေမဲ့ဆွေးနွေးပွဲမဖြစ်မြောက်တဲ့အပေါ်မှာစောင့်ကြည့်နေတဲ့ပြည်သူတွေအနေနဲ့စိတ်ပူပန်မှုတွေရှိခဲ့ပါတယ် ဖေဖော်ဝါရီလ21ရက်နေ့ကချင်းမိုင်မှာပြုလုပ်တဲ့ MPC အလောက်အဖွဲ့နဲ့ NCCT အဖွဲ့ကောင်းဆောင်တို့ရဲ့ဆွေးနွေးပွဲမှာလာမယ့်မတ်လလယ်လောက်မှာ UPWC နဲ့ NCCT တို့ခုနှစ်ချိန်မြောက်တနင်္ဂနွေလောက်ပြစ်ခတ်ရဆက်ရေးဆွေးနွေးပွဲပြန်ဆဖို့သဘောတူထားပါတယ်။အဲ့ဒီခုနှစ်ချိန်မြောက်ဆွေးနွေးပွဲမှာလက်ရှိဖြစ်ပေါ်နေတဲ့ကိုကန်တိုက်ပွဲကိစ္စလိုင်စာဘူတင်တန်းကြောင့်ပြစ်ခတ်ရတဲ့ကိစ္စတွေကိုလည်းဆွေးနွေးတဲ့အထက်မှာပါဝင်မယ်လို့ပြောပါတယ်။လာမယ့်ခုနှစ်ချိန်မြောက်ဆွေးနွေးပွဲကိုเนาะကျွန်တော်တို့ဆက်လုပ်မယ်။ လောက်ရင်ကျွန်တော်တို့ကတော့ဒီမတ်လထဲမှာမတ်လဟိုဒုတိယပတ်အကုန်တတိယပတ်ထဲမှာအဲ့မှာစနိုင်ဖို့အဲ့ဒီခုနကျွန်တော်ပြောတဲ့အထက်မှာအဲ့တော့အဲ့ဒီဆွေးနွေးပွဲထဲမှာလည်းခုနဟိုအရေးကြီးတဲ့အချက်တွေနော်ကျွန်တော်တို့ဒီတနိုင်ငံတို့ပြစ်ခတ်ရစဲရေးနားလည်မှုတစ်ဆုနေတဲ့အချက်လက်တွေအပါဝင်နောက်ခုနကျွန်တော်ပြောတဲ့အဲ့ဒီလိုင်စာမှာပြစ်ခတ်မှုကိစ္စအပါဝင်ပေါ့နော်နောက်ဒီဒီ code of ကွန်တက်ကိစ္စရောနောက် GMC ကိစ္စရောကျွန်တော်ဆွေးနွေးဖို့အလိုတော့အစီအစဉ်လုပ်တာတယ်လိုက်စာကိစ္စဆိုပြီးတော့မှကောင်းစင်ဟိုမတင်မနဲ့ပေါ့နော်ကျွန်တော်တို့ကတော့ဒီလက်နက်ကင်ပฏิပက္ခဥစားပေါ့ရှော့ချရေးပေါ့နော်အဲ့ဒါရေနောက်ဒီဖြစ်ပြီးခဲ့တဲ့အခြေအနေပေါ်မှာဒီလိုမျိုးတွေ့ကြုံဟိုဆက်မဖြစ်ဖို့ပေါ့လေအဲ့ဒါကိုနီးလန်းရှာဖို့ဆိုတော့နည်းနည်းညင်သာတဲ့နီးနဲ့အဒီကပြဿနာတွေကိုဟိုလေ့လာပြီးတော့မှဟိုတစ်ဖက်က ြစ်ရှင်းသွားဖို့ပါလေအဲ့ဒါရှိပါတယ်မတ်လလေလောက်မှာပြန်လဲကျင်းပမဲ့နဘက်အပြစ်ရရေးဆွေးနွေးပွဲကို9ရက်လောက်အချိန်ယူဆွေးနွေးရမယ်လို့လည်းပြောပါတယ်အစိုးရအနေနဲ့နှစ်ပေါင်း60အတွင်းမှာဘယ်ဖွဲ့ကိုမှပြေးအောင်မတိုက်နိုင်ခဲ့သလိုကိုကန်ကိစ္စကိုလည်းစစ်ရေးနဲ့ဖြည့်ရှင်းလို့ရတဲ့ပြဿနာမျိုးမဟုတ်ပဲနိုင်ငံရေးအရဆောင်ရွက်တင်တယ်လို့ NCCT အဖွဲ့ကောင်းဆောင်ကပြောပါတယ် MPC နဲ့ NCCT အဖွဲ့ကောင်းဆောင်တွေဟာ ပြီးခဲ့တဲ့ဇန်နဝါရီလ27ရက်နေ့တုန်းကလည်းထိုင်းနိုင်ငံချင်းမိုင်မြို့မှာတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီဆွေးနွေးပွဲမှာအဟန့်တဖြစ်နေတဲ့လမ်းပြမြေပုံကိစ္စ၊စစ်ရေးကိစ္စတွေကိုပြန်လည်ဆွေးနွေးနေရတာကြောင့်လာမယ့်ခုနှစ်ချင်းမြောက်တနင်္ဂနွေနေ့အပြည့်အရည်ဆွေးနွေးပွဲအတွက်ဘာမှအပြည့်မရခဲ့ပဲဒီတစ်ချိန်မှာတော့လာမယ့်မတ်လလယ်လောက်မှာ NCCT နဲ့ UPWC တို့တနင်္ဂနွေလုံးအပြည့်ရရေးခုနှစ်ချိန်မြောက်ဆွေးနွေးပွဲပြုလုပ်ဖို့သဘောတူခဲ့ပါတယ်။ကျွန်တော်ခွန်ပါသားပါ။